မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးသွေးကကင်းဝေးပြီးကိုစိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မအစင်စင်ပါ။ ီကနေ့မလာ၁၇ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့လူသားချင်းစာနာထောက်ထားရေးနဲ့ဗီယက်နမ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဖေဖော်ဝါရီလမှာအမှန်တကယ်ကိုညီလိုအပ်နေသူတွေထံကျက်698တသမ32တန်းကိုပံ့ပိုးနိုင်ခဲ့တဲ့သတင်းလူထိုးကြီးတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီ25ဦးသေဆုံးပြီးအကြမ်းဖက်ဗိုလ်မှူးနဲ့ဗိုလ်ကြီးအပါအဝင်14ဦးကိုအရှင်ဖမ်းမိထားတဲ့သတင်း ပြည်အောင်စုဝန်ကြီးချုပ်ရုံးရဲ့ရှာထူးအောင်ဤပညာအဖွဲ့ကို1 day challenge ကဘန်းငွေ18သိန်းလှူဒန်းခဲ့တဲ့တဲ့တင် PSLF TNLA နဲ့ ULAA တို့ကမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ရဲ့36နှစ်မြောက်တပ်မတော်နေအခမ်းအနားကိုတုံ့လာပေးပို့တဲ့တဲ့ဂျန်တရာတစ်ဖွင့်ပွဲအခမ်းအနားရှိအကြဖတ်စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့တိုက်ခတ်ရာအကြဖတ်တပ်သား3ဦးသေဆုံးပြီး5ဦးထပ်မနေဒဏ်ရာရတဲ့တဲ့တဲ့ ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆန္ဒရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်သတင်းတွေပဲဖြစ်ပါရဲ့ရှင်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လူသားချင်းစာနာထောက်ထားရေးနဲ့ပြည်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဖေဖော်ဝါရီလမှာအမှန်တကယ်ကူညီလိုအပ်နေသူတွေထံကျပ်၄၉၈.၃၂တန်းကိုပံ့ပိုးနိုင်ခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဒီအနေနဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဖေဖော်ဝါရီလမှာအမှန်တကယ်ကူညီလိုအပ်နေသူတွေထံကျပ်468တသမ32တန်းကိုပံ့ပိုးနိုင်ခဲ့တယ်လို့ထုတ်ပြန်အသိပေးထားပါတယ်။အခုတောက်ပံ့ကူညီခဲ့တာကတော်လိုင်းပြည်သူတွေရဲ့ပြည်သူ့မှပြည်သူအလုံးဝဖြစ်ပြီးအစိုးရနဲ့ပြည်သူအကြားအချင်းချင်းအပိတ်အာယူပြုနိုင်ရန်အတွက်တင်ပြရတာဖြစ်တယ်လို့ဝန်ကြီးဌာနကအသိပေးထားပါတယ်။ပြည်သူ့မှပြည်သူအလုံးဝ ကျပ်498တသမ32တန်းတင်းကနေနေရက်ဆွန့်ကွာထွက်ပြေးတိမ်းရှောင်သူစစ်ပေးရှောင်ပြည်သူ4943ရက်အရေးပေါ်စားနပ်ရိက္ခာအတွက်ငွေကျပ်392တသမ3တန်းထိတွေ့တိုက်ပွဲများမှာကြာဆုံးခဲ့ရတဲ့သူရဲကောင်းပြည်သူ200ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ943ဦးအတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီဖြင့်ငွေကျပ်52တသမ1တန်း ီရီယံဝန်ထမ်းများအတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်တက်သမလေးတန်နိုင်ငံရေးချင်းသားများနဲ့၎င်းတို့ရဲ့မိသားစုဝင်များအတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်၅ရက်သမ8တန်းနဲ့အထွေထွေလူသားချင်းစာနာမှုအကူအညီအဖြစ်ငွေကျပ်46တက်သမ9တန်းထောက်ပံ့ခဲ့တာပါဝင်ကြီးဌာနအနေနဲ့တော်လိုင်းရေး၄နှစ်ကျော်ကာလအတွင်းတော်လိုင်းရေးအောင်မြင်နိုင်ရေးကိုသာရှေ့ရှုပြီးအဖက်ဖက်အချက်အတဲများကြမ ကြံ့ကြံ့ခံကပါဝင်တော်လှန်နေသောပြည်သူတဦးချင်းစီတိုင်းရဲ့လုံဆောင်ချက်များထားရှိရဲ့စိတ်ဓာတ်များကိုလေးစားဂုဏ်ယူမိပါကြောင်းနဲ့ရှေ့ဆက်ပြီးလဲယခုလိုမလျှော့သောဆွဲဖြင့်ညီညီညွတ်ညွတ်လက်တွဲဆောင်ရွက်သွားကြပါစေကြောင်းတိုက်တွန်းထားပါတယ်ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့နှထိုးကြီးတိုက်ပွဲမှာအကြံဖက်စစ်ကောင်စီ25ဦးတေဆုံးပြီးအကြံဖက်ဗိုလ်မှူးနဲ့ပိုကြီးအပါအဝင်14ဦးကိုအရှင်ဖမ်းမိထားတဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်။ မန္တလေးတိုင်းမြင်းကြံခရိုင်နထိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကို PDF ပူးပေါင်းတပ်တွေကတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီ25ဦးသေဆုံးပြီးအကြမ်းဖက်ဗိုလ်မှူးဝင်းလိုင်ဦးနဲ့ဗိုလ်ကြီးအောင်ကိုကိုအပါ14ဦးကိုအရှင်ဖမ်းမိထားရလို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကဒီကနေ့မှထုတ်ပြန်ပါတယ်အဆိုပါအကြမ်းဖက်စစ်တပ်ရဲ့တပ်မ တစ်တောင်ရတက်လက်အောက်ခံအင်အား200ပါအကြံဖတ်စစ်ကြောင်းကိုမြင်းကြံခရိုင်တရင်၄30နထိုးကြီးမြို့နယ်ကပါကာဖာနဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တို့မှကြာရင်းပိုးရွာအနောက်တောင်ဘက်မှာမက်လာ၉ရက်ကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်နက်၄၄လက်တင်းစီရမိခဲ့တယ်လို့ဆိုပါတယ်အကြံဖတ်စစ်ကောင်စီအဖွဲ့ဝင်25ဦးသေဆုံးပြီးဘုံမူးဝင်းလိုင်ဦးနဲ့ဘူကြီးအောင်ကိုကိုအပါ၁၄ဦးဖမ်းဆီးရမိလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ိုက်ပွဲမှာလက်နက်44လက် MA1 16လက် MA2 2လက် MA3 9လက် MA5 2လက် MA11 9လက် MA12 2လက် G3 2လက် G4 2လက်60မမပြောင်းတုံ2လက်87မမစိန်ပြောင်း2လက် 5.56G 12000တောင်း 7.62G 1045တောင်း9မမ G 16တောင်း60မမ G 28လုံး87မမ G 9လုံး RPG ကြည်အဖူး9လုံး RPG ပို့ကြည်10တောင်းအင်နာက21လုံးနေမိုင်9လုံးလက်ပစ်ပုံ11လုံးလက်တော့9လုံးဆက်သွယ်ရေးဆက်2လုံးသိမ်းဆည်းရမိရလို့ဖော်ပြထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမိထီလာနဲ့တရာဥမတက်လာတော့ဂျက်တိုက်လေရင်နဲ့လေချောင်း2ကြိမ်တိုက်ခိုက်ခဲ့ပြီးတလိုင်းအင်အားစုတွေဘက်ကနထိုးကြီးမြို့နယ်ပကဖရဲဘော်နှစ်ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့အမတ်တစ်စစ်တေသားကထုတ်ပြန်ပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့ရင်ကတော့ပြည်အောင်စုဝန်ကြီးချုပ်ယုံရဲ့ရှာထူးတော်နည်းပညာအဖွဲ့ကို1 day challenge ကပန်းငွေ78သိန်းလှူဒန်းခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။မြို့သားညီညွတ်ရေးအစိုးရပြည်အောင်စုဝန်ကြီးချုပ်ယုံရဲ့ရှာထူးတော်နည်းပညာအဖွဲ့ကိုအစစ်မြစ်နည်းပညာနဲ့သုတေသနလုပ်ငန်းတွေဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်ပြီးဆ ਿਆ နာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားမှလှုပ်ဆောင်နေတဲ့1 day challenge ကပန်းငွေ78သိန်းလှူဒန်းခဲ့တယ်လို့ဒီကနေ့မှထုတ်ပြန်ပါရတယ်။ ရှာထိုးအနေပညာအဖွဲ့က drone နဲ့အစစ်မြေနေပညာများကိုဖော်ထုတ်လုပ်ကင်နေတဲ့ပြောင်စုဝင်ကြီးချုပ်ယုံလက်အောက်ရှိအရေးပါသောဌာနတစ်ခုဖြစ်ပါတယ်။ပမိုအစစ်မြေသောနေပညာသူတေသနာနဲ့ထုတ်လုပ်ရေး project အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာအဲ့ဒီအတွက်ငွေကြေးလိုအပ်ချက်ကို one day challenge ရမုံငွေဖြင့်ဖက်ရိုက်ထောက်ပံ့ပေးခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။ဒါအပြင်ရှာထိုးအဖွဲ့ရဲ့အရေးပါသောလုပ်ငန်းစဉ်များအတွက် ဤပညာအစစ်မြင့်တင်ရင်းနဲ့သူတည်တနာလုပ်ငန်းများဆောင်ရွက်ရန်ဝန်တီချက်လက်ရန်ပုံငွေဖြင့်ဆက်လက်ထောက်ပံ့သွားရန်ကော်မတီကအဆုံးဖြတ်ထားတယ်လို့လည်းသိရပါဗျ။ဆရာနာသိမှုအစံကျေးကော်မတီကိုရီးယားကຫນွေဦးတော်လိုင်းရင်းနဲ့အတူပောက်ဖွာလာပြီးပထမဆုံးလာစဉ်ရန်ပုံငွေစနစ်ဖြစ်တဲ့ဝန်တီချက်လက်အစီအစဉ်ဖြင့်မမဝင်များရဲ့လာစဉ်ထဲဝင်ဝင်များကိုအမျိုးသားညီညွတ်ရေးအစိုးရထံကိုတိုက်ရိုက်ပေးဖို့လှူဒန်းလျက်ရှိရာယခုအချိန်မှာအမေရိကန်ဒေါ်လာ3တန်းကျော်လှူဒန်းပြီးလဲဖြစ်ပါတယ် ဒါအပြင်နေဦးတော်လန်ရဲ့ရှေ့တန်းတက်ဦးဖြစ်သောပြည်သူကာကွယ်ရေးတပ်မတော်တရင်တပ်ဖွဲ့များကိုခွဲဝေထောက်ပံ့ခဲ့တာအမေရိကန်ဒေါ်လာ3သိန်းရှိပြီဖြစ်တယ်ဆိုတာနဲ့စီရီယံဂုံပြူမှုနဲ့ဆစ်ဆောင်ကူညီရေးများကိုလည်းလဆယ်မပြတ် ထောက်ပံ့လျက်ရှိတယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ TNLA နဲ့ AA တို့ မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDAA ရဲ့36နှစ်မြောက်တက်မတော်နေ့အခမ်းအနားကိုတမန်လာပေးဖို့တဲ့တင်ပေးဖြစ်ပါရဲ့ရှင်။ TNLA နဲ့ AA တို့ကဒီကနေ့ကြာရောက်တဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDAA ရဲ့36နှစ်မြောက်တက်မတော်နေ့အခမ်းအနားကိုတွင်လာပေးဖို့လိုက်ပါရဲ့။ တွင်လာထဲမှာလာမဲ့ကာလများမှာလဲမိမိတို့အချင်းချင်းအကြားစုစည်းညီညွတ်မှုကပိုပြီးအရေးကြီးလာမှာဖြစ်တဲ့အတွက်မိမိတို့လက်ရှိရရှိထားတဲ့အောင်မြင်မှုရဲ့အသေးအပွင့်များတရှိခံပြီးပုံမှုဖွံ့ဖြိုးလာစေရန်အစမ်းသက်ကာလများလဲဖြစ်တယ်လို့ရှုမြင်သုံးသပ်ကြောင်းနဲ့မိမိတို့ညီနောင်မဟာမိတ်သုံးဖွဲ့တို့ဟာမရှိတူရှိတူညီနောင်များဖြစ်ကြတာကြောင့်တစ်ဖွဲ့ရဲ့အခက်ခဲကကျန်တဲ့နှစ်ဖွဲ့ရဲ့အခက်ခဲဖြစ်တယ်လို့အမြဲတမ်းမှတ်ယူထားရှိပြီး 15နှစ်ခန့်အတွင်းအခက်ခဲပေါင်းများစွာကိုအတူရင်ဆိုင်ဖြတ်သန်းခဲ့ပူးတဲ့အတွေ့အကြုံများကိုပိုင်ဆိုင်ရရှိထားပြီးဖြစ်တယ်လို့တဝန်တော်မှာဖော်ပြထားပါတယ်။ကိုကန့်တက်မတော်ကိုစတင်ဖွဲ့စည်းတဲ့36နှစ်မြောက်ကာလမှစတင်ပြီးလာမယ့်ကာလများမှာကိုကန့်ဒေတာပြန်လည်တည်ထောင်ရင်းနဲ့ပြန်လည်ဖွံ့ဖြိုးရေးတို့အတွက်စိန်ခေါ်မှုများကိုရင်ဆိုင်ကြော်ဖြတ်ရအောင်မယ်ဆိုတာနဲ့ကိုကန့်အဖွဲ့အစည်းရဲ့ဖြတ်သန်းမှုတမိုင်းအပေါ်အခြေခံပြီး ်စိန်ခေါ်မှုများကိုကြကြန့်ခံရင်ဆိုင်ကြော်လွားပြီးတစ်ခက်တစ်ခါတော့ကကိုခန့်အခြေအနေကို ပြန်လည်ရောက်ရှိလာနိုင်မှာကိုလည်းမိမိတို့နှစ်ဖွဲ့မှအပြည့်အဝယုံကြည်ရလို့တဝန်တော်မှာဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဂျိုင်းဒရာတဲ့ဖွံ့ဖွဲ့ခန္ဓာရှိအကြံဖက်ဆက်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့တိုက်ခတ်ရာအကြံဖက်တပ်သား၃ဦးသေဆုံးပြီး၅ဦးထပ်မံနေဒဏ်ရာရတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ KNB နဲ့ Concrete မြို့နယ် ဗဒရာသစ်ဖွဲ့ပွဲခန္ဓာရှိအကြဖတ်စစ်ကောင်စီတပ်သားတွေကိုမက်လ9ရက်နေ့မနက်9:38မိနစ်မှာ MLA ရဲ့ Sabrine UAV Fort G3 Fit Win drone အဖွဲ့မှ drone 20နဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကမင်းညာကထုတ်ပြန်လိုက်ပါတယ်။ဂျိုင်းတရာဖွင့်ပွဲအခမ်းအနားရှိအကြဖတ်စစ်ကောင်စီတပ်သားတွေကို drone 20နဲ့မနက်9:38မိနစ်မှာတစ်လုံး9:43မိနစ်မှာတစ်လုံးနဲ့ ၈နာရီ30မိနစ်မှာတလုံးစုစုပေါင်းဘုံတီ၃လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်မှတပ်သား၃ဦးသေဆုံးပြီး၅ဦးထပ်မံတဲ့ဒဏ်ရာရခဲ့တယ်လို့ဆိုပါရယ်ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်ဂျိုင်းဒရာတဲ့ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်လာခဲ့ကြတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်နယ်ဝန်ကြီးချုပ်ဝန်ကြီးတွေတရားသူကြီးချုပ်ဂျမ်းဖက်စစ်တပ်ရဲ့အရှိတောင်တိုင်းစစ်ဌာနဒုတိုင်းမှုတို့ဟဲချိုးဖြတ်ပြီးပြင်းအလေမြထွက်ပြေးသွားခဲ့တယ်လို့သိရပါရယ် အဆိုပါတိုက်ပွဲမှာအကြံဖတ်စစ်ကောင်စီရဲ့ကော့ဂရိတ်မြို့နယ်ဂျုံတိုးမြို့အခြေဆိုင်ခမာယ905ခမာယ946နဲ့ပြွာကုန်းရှိချမ်းမာရီကျောင်းဒရုန်းဖုံးတီးလွှင့်ဆင်ခဲ့ပြီးတရားဟောင်းအောက်ဘက်ချမ်းမူလာရန်ကျောင်းအနီးမှဈေးတယ်တအူမစိုးရင်ရတန်ရာရရှိခဲ့လို့ဆိုပါရယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့အကြံဖတ်စစ်ကောင်စီကပြုတ်လုတဲ့ပွဲလမ်းတပင်အခမ်းအနားတွေတပ်စခန်းတွေနဲ့နီးကပ်စွာမနေကြဖို့နဲ့ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် စိတ်မကောင်းစွာနဲ့ဝမ်းနည်းရပါတယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချေမုံကြီးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ရမပင်မြို့နယ်မှာအွန်လိုင်းလွင့်မီတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြဆုံးရေးဆန္ဒပြတဲ့ဗိတ်ကိုပြုတ်လုပ်ခဲ့ကြပါရယ်။ဆန္ဒပြတော်လိုင်းပြည်သူတွေကအွန်လိုင်းလွင့်မီတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စကားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ရင်းမာပင်မြို့နယ်ရဲ့နောက်ပြန်ဖလှယ်ကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။တော်လန်ပြည်သူတွေကနောက်ပြန်ဖလှယ်ကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစားသားတွေခိုင်ဆောင်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လန်ပြည်သူတွေကလက်မြေမငိမ့်တတ်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်။ ဒါကတော့မလ17ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးခဲ့ရပါပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။